စင်မာကြီးမူမိုးရဲ့82နှစ်ပြည့်မွေးနေ့ပွဲတော်ကြီးကိုရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှာသုံးရကြားစီကားတိုင်မြိုင်စွာကျင်းပသွားမယ်လို့ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကတည်ရပါထိစင်မာကြီးမူမိုးရဲ့မွေးနေ့ပွဲတော်ကြီးကိုရန်ကုန်တိရိစ္ဆာန်ဥယျာဉ်အတွင်းမှာ အော်တိုဘားလ24ရက်ကနေစတင်ပြီး26ရက်နေ့အထိကျင်းပသွားမယ်လို့ဆိုပါထိတ် 1962ခုနှစ်တွင်ရန်ကုန်ဒိဋ္ဌန်ဥယျာဉ်သို့ရောက်ရှိလာသောစင်မာကြီးမုံမုံမှ2025ပြည့်နှစ်အောက်တိုဘာလ23ရက်တွင် အသက်82နှစ်ပြည့်ပြီဖြစ်ပါသည် အဆူပါစင်မာကြီးမမိုးရဲ့မွေးနေ့ပွဲတော်အထက်ရမှန်အနေနဲ့ရန်ကုန်ဒရိုက်ဆန်ဥယျာဉ်အတွင်းမှာနှစ်စဉ်နှစ်တိုင်းမွေးနေ့ဂိတ်လှီထားတေးသချင်းတွေနဲ့တီးဆိုဖျော်ပြထားဈေးအောင်ပွဲတော်ကျင်းပထားမျက်လည်အစီအစဉ်တွေဂိတ်နဲ့ညှန်းဆန်းအစီအစဉ်တွေအပအဝင်ပြောရွှင်ဖွဲရာအစီအစဉ်များစွာကိုလည်းစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်လေရှိတယ်လို့သိရပါတယ်ရှင်။